မန္တလေးတိုင်းမိုးကုန်းမြို့မှာစစ်သားတချို့အရက်ဝတ်နဲ့စိတ်ဝင်လာနေပြီးနိုဝင်ဘာ29ရက်မှာ အာနာသိစစ်တပ်စတင်ဝင်ရောက်မယ်လို့ TNLA ကအသိပေးထားကြောင်းမြို့ကန်တချို့နဲ့စစ်ရေးသတင်းရှင်းမြစ်တွေကပြောပါတယ်စစ်တပ်ဝင်ရောက်လာချိန်မှာကြီမဖောက်ဖို့ဒေါ်လန်ရဲတပ်တွေကိုတအန်းတက်မတော် TNLA ကအသိပေးပြောကြားထားပြီးမြို့တွင်မြို့ပြင်မှာ TNLA တပ်ဖွဲ့ဝင်တွေတပ်ဖြန့်ထားတာတပတ်လောက်ရှိပြီလို့မြို့ပေါ်မှာရှိနေသူတွေက ပြောပါတယ်အရက်ဝတ်တွေနဲ့စိတ်ဝင်လာတဲ့စစ်ကောင်စီတပ်သားတွေဟာ စုံစမ်းထောက်လန်းတာတွေလုပ်နေတာမျိုးရှိတယ်လို့မြို့ပေါ်မှာနေထိုင်သူတအူးကပြောတာပါလာမယ့်နိုဝင်ဘာ29ရက်မှာတော့စစ်တပ်ကမြို့ရဲကိုအတီတကြဝင်ရောက်လာမှာဖြစ်ပြီးနောင်ချိုမြို့နယ်နဲ့ကြောင်မဲမြို့နယ်လမ်းဘက်တွေကနေဝင်ရောက်လာမှာလို့သတင်းရင်းမြစ်တို့ကပြောပါတယ်လက်ရှိမှာမြို့ရင်းက Starlink ဆိုင်တွေကိုလည်း TNLA တပ်ကပိတ်ခိုင်းတာတွေရှိပြီးဝင်ရောက်လာမဲ့စစ်တပ်ကိုတိုက်ခိုက်မခံရအောင်လုံခြုံရေးပေးမဲ့အနေအထားရှိတယ်လို့မြို့ကန်ကဆိုပါတယ်စစ်တပ်ဝင်လာမဲ့ရက်နီးကပ်လာချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးဒီပါလဲမြို့တွေကနေထွက်ခွာနေကြပြီလို့စုံစမ်းသိရတာပါမိုးကုတ်မြို့ကန်အများစုကတော့စစ်ဘေးရှောင်နေကြပြီးမြို့တွေမှာပြည်သူ25ရာခိုင်နှုန်းလောက်ပဲကျန်တော့တယ်လို့ဒေသခံတချို့ကပြောတာပါ TNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေကမိုးကုတ်မြို့ကို10-20ခုစစ်ဆင်ရေးဒုတိယလှိုင်း2024ဇူလိုင်24ရက်မှာအပြီးသက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့တရုတ်အစိုးရကမြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့ကိုထိုးစစ်တွေရပ်ဖို့ 2024ဩဂတ်လကစပြီးဖိအားပေးခဲ့ပါတယ်။ဒါကြောင့်ကိုကန့်တက် MNDAA ကဒီနှစ်ဧပြီလမှာလာရှုမြို့ကိုစစ်တပ်စီပြန်လွှဲပေးခဲ့ရပါတယ်။တရုတ်အစိုးရဖိအားပေးမှုနဲ့စစ်တပ်ကိုတရုတ်ကကူညီမှုကြောင့် TNLA ဦးဆောင်တဲ့ပူပေါင်းတပ်တွေရဲ့ထိုးစစ်ဟာတောင်းခမ်းကနေ2025နှစ်လပိုင်းမှာဆုတ်ခွာခဲ့ရတာပါ။အဲ့ဒီနောက်စစ်တပ်ကတံပြန်ထိုးစစ်ဆင်ခဲ့ပြီးနောင်ချိုတီဘောကြောင်မဲမျိုးတွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းမှာတရုတ်အစိုးရရဲ့အစီအစဉ်နဲ့ PSLF TNLA နဲ့စစ်တပ်ကိုယ်စားလှယ်တွေတရုတ်နိုင်ငံမှာ၉ချိန်မြောက်ဆွေးနွေးခဲ့ပြီးအပြစ်အခက်ရဆဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီအပြစ်ရသဘောတူညီချက်အရအောက်တိုဘာ29ရက်ကစပြီးနှစ်ဖက်တပ်တွေရောက်တဲ့နေရာမှာရပ်ထားဖို့စစ်တပ်ကဘုံမကျဲဖို့ထိုးစစ်စင်တာမလုပ်ဖို့အပြစ်အခက်ရပ်ဖို့စတာတွေသဘောတူခဲ့တယ်လို့ဆိုပါတယ်။ TNLA ကလည်း မိုးကုန်းနဲ့မိုးမိတ်မြို့တွေကိုစစ်ကောင်စီစီပြန်လွှဲပေးဖို့ပါသဘောတူခဲ့ပါတယ်ရှင်။